ောက်ခေါင်းစဉ်တစ်ခုကတော့အဲ့တော့စောင့်ထိန်နဲ့အမကုမယ်လို့ပြောပြီးပြီဘယ်လိုကောင်းဆုံးကုမယ်နောက်ဆရာမကြီးညောက်ကဘာလီထောင်ထိန်မလဲလို့ပြောပြီးတော့တကယ်အဲကုသရေးမှာကုသရေးမှာ လူမဲ့ကုသရေးမှာလူမဲ့ဘလောက်ပဲစီးတွေကောင်းကုကုဘလောက်စီးတွေနောက်ဆုံးပေါ်တွေပဲတောက်နေတောက်နေအဲစားတောက်နေတယ်မမှန်ဘူးဆိုရင်ကျွန်တော်ကစီးကြောကောင်းဖို့ကတော်တော်ခဲရင်းတယ်ပေါ့အဲ့တော့အရေးကြီးတဲ့အပိုင်းတိုင်းဖြစ်တဲ့ကျမနဲ့ညီညွတ်အောင်ဘလူများစားတောက်နေထိုင်ရမလဲပေါ့အဲ့ဒါကိုဆွေးနွေးပြီးတော့ ကျွန်တော်ရန်ကုန်စီတက္ကသိုလ်1ရန်ကုန်ရဲ့ဟော်မုန်းယောဂနဲ့စီကျူသူကျူယောဂအထူးကုဌာနရဲ့ဘောမကဌာနမှုဆရာဦးကိုကိုကျွန်တော်နေရဲ့မြစ်တာရကံလို့ပါတယ်ဆရာအနေနဲ့ကောင်းပြမင်းညီညောဘလူနေတိုင်းစားတော့မလဲလို့ကျွန်တော်ရှင်းလင်းဆွေးနွေးပေးပါဦးခင်ဗျာ ာကြီးအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ရှေ့ရစပီကာတွေတင်ပြသွားတယ်လို့ပဲပေါ့နော်။ဒါမမလည်းပြောသွားတယ်။အဲ့တော့စီဂျိုသွေးဂျိုကူးတဲ့အခါမှာကျွန်တော်နှစ်ပိုင်းပေါ့။တစ်ပိုင်းကလူနာရှင်တွေကိုယ့်ကိုလောက်အောင်မှာ။တစ်ပိုင်းကကိုယ့်ကိုလောက်အောင်။တစ်ပိုင်းကတော့ကျွန်တော်တို့ဆရာဝန်တွေပေါ့။ဆရာဝန်တွေကစီးတွေပေးရမှာပေါ့။အဲ့တော့ကျွန်တော်တို့ဒီအပိုင်းမှာဘလို့ပဲကျွန်တော်တို့စီးတွေပေးပေးနော်။အစားအသောက်အနေတိုင်းမမှန်ရင်လေ့ကျင့်ခန်းတွေမလုပ်ရင် control မရဘူး။ ဲ့ဒါဆိုဆေးတွေကတစ်မျိုးပြီးတစ်မျိုးထပ်ထပ်ပြီးတော့ပိုလာပြီးเนาะအင်ဆူလင်ထိုးတဲ့အဆင့်ကြီးရောက်သွားမယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအစားအသောက်အနေထိုင်ဟာအင်မတန်အရေးကြီးတယ်ဆိုတာကျွန်တော်အနေနဲ့ပထမဆုံးတင်ပြပါရစေအဲ့ဒါကကျွန်တော်တို့ကိုယ်တိုင်လိုက်လို့မရဘူးကျွန်တော်တို့ကပြောပဲပြောလို့ရတာအဲ့တော့စီဂျုံဝေဒနာရှင်ညာကိုကိုယ်တိုင်ဆောင်ရွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စီဂျိုကိုကိုတက်တက်လုံး เนาะကျွန်တော်တို့ကိုယ်ထိမ့်သိမ့်ဖို့အတွက်ကျွန်တော်ရဲ့အစားအသောက်အနေထိုင်ကိုပြင်ဖို့အတွက်အင်မတန်လိုအပ်တယ်ဆိုတာကျွန်တော်ပထမဆုံးတင်ပြပါရစေ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အားလုံးเนาะဆရာတို့ကျွန်တော်တို့ဆရာကြီးတို့ကျမတို့ကျွန်တော်တို့အားလုံးဈေးကူတဲ့နေရာမှာ control မရဘူးစီတို့ထိမ့်မရဘူးဆိုပထမဆုံးကျွန်တော်တို့စစ်ဆေးရမယ့်အချက်က तू ဘာတွေစားနေရလဲ तू ဘာတွေစားတောက်နေရလဲ तू ဘလို့နေထိုင်နေရလဲဆိုတာပထမဆုံးကျွန်တော်တို့အရင်ဆုံးစစ်ရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါမှားနေလို့ကတော့ဘလို့မှကျွန်တော်တို့ control လုပ်လို့မရဘူး ဒါတစ်ချက်ပေါ့နံပါတ်2ကမာရုခနာဆရာပြောသူစိတ်မမှန်တော့ရလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်စိတ်ကိုသူ့အတန်သူရက်လိုက်သလားဒါမှမဟုတ်လို့ရှိရင်မမှန်အောင်စောင့်ကြည့်ရလားဆိုတာရှေ့ speaker တွေကတင်ပြသွားပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကစိတ်ရသူရသမားတွေအတိအကျဆုံးကလည်းဒါပါပဲအဲ့တော့အယူဆတွေအမှားဆုံးကလည်းဒါပါပဲ ဲ့တော့ကျွန်တော်တို့အနေနဲ့တာဝန်ရှိရပေါ့နော်ကျွန်တော်တို့အနေနဲ့တာဝန်ရှိရကျွန်တော်တို့က CO2 ရုပ်သမားတွေကိုကျွန်တော်တို့ကုတဲ့အခါမှာဘလို့အစားတောက်နေတိုင်းနေစားရမလဲဆိုတော့ကျွန်တော်အနေနဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်၁ပထမဆုံးကျွန်တော်ပြောချင်တာ CO2 သမားတွေအတွက်တီးတန့်အစားတောက်ဆိုတာလုံးဝမရှိပါဘူးလုံးဝမရှိပါအဲ့တော့ကျွန်တော်တို့အနေနဲ့ကောက်ယုံမီမဖြစ်ဖို့လဲလိုအပ်ပါတယ်အဲ့တော့စီချိုသူချိုသမားတွေကစီချိုသူချိုဖြစ်ပြီးဆိုပထမဆုံးကတော့စကြောက်အရန်ကြောက်အရန်ကြောက်တော့စားတောက်တွေတအားရှောင်နေ ဟိုလူမေးတယ်ဒီလူမေးတယ်ဟိုစာအုပ်ဖတ်တယ်ဒီစာအုပ်ဖတ်တယ်ကောင်းနှိုးရရာတွေကျွန်တော်ရေးကြအဲ့ဒီကမှလည်းကျွန်တော်တို့အနေနဲ့ကတချို့တော့ကျွန်တော်တို့ကဆိုရှယ်မီဒီယာတွေမှာကျွန်တော်တို့ကနော်တွေ့ရှိရဲ့အချက်တွေအဲ့ဒီမှာမှန်တာ ਈ လည်းရှိတယ်မှားတာ ਈ လည်းရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့စီးကျူပညာရှင်များအနေနဲ့ကျွန်တော်တင်ပြပြစီတစ် there is no special diet for the diabetes ရှိ यूं တမိုက်တွေတည်တံ့အစားတော်တော်မရှိပါဘူးကိုဒီတသက်လုံးနေတိုင်းစားတော့မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့အဓိကပြောချင်တာမိမိရေရှည်စားနိုင်တဲ့ပုံစံနဲ့ပမာဏကိုသာပုံမှန်ထိန်းကြီးစားတော့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကအဓိကတော့သူဘလို့စားနေလဲဘလို့စားတော့နေလဲဘာတွေကြိုက်တယ်လဲအဲ့ပုံမှန်မူတည်ပြီးတော့ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်အကောင်းဆုံးနည်းကတော့ကျွန်တော်တို့တဦးချင်းတယောက်ချင်းကိုတွေ့ဆုံပြီးတော့တဦးချင်းတယောက်ချင်းရဲ့အကြိုက်တဦးချင်းတယောက်ချင်းဘာစားနေလဲ ်သူကရောဘလို့မျိုးပုံစံရှိတယ်လေသူကနော်တာမန်လူလားအလုတ်ကျန်းသမားလားဒါမှမဟုတ်ရှိနေနော်အထိုင်များတဲ့လူလားအဲ့ပုံမှာမူတည်ပြီးတော့တယောက်ချင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာမှာတော့အကောင်းဆုံးကကျွန်တော်တို့ကလွယ်တာကတော့ကျွန်တော်တို့စီဂျိုတီဂျိုသမားကြီးတွေ့ပြီဆိုတာနဲ့သွားပါနော်ကျွန်တော်အဟာရပညာရှင်နဲ့တွေ့လိုက်ပါတူးချင်းတယောက်ချင်းကိုလိုချင်တာတွေပြောပြပါဆွေးနွေးပါအဲ့ဒါကအကောင်းဆုံးနီးဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့နိုင်ငံမှာရောဟာရပညာရှင်တွေရှိပါတော့ရှိပါတယ်ထို့တော့သူကလက်တဆုပ်စာဖြစ်နေတော့တနိုင်ငံလို့မလွမ်းချုံနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တင်ပြသွားမှာတော့ရေဘူးကပဲပေါ့ရေဘူးကအပြင်စီယုတူယုသမားတွေဘာကြီးလောက်အောင်လဲဆိုတော့ရေဘူးကသွားပြီးဖြစ်မှာမယ်တဦးချင်းတယောက်ချင်းမှာတော့နည်းနည်းလေးကွာခြားတော့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာတီးတန့်အစားတောင်မရှိပါဘူးအကောင်းဆုံးကတော့ကိုနေနေစဉ်နေထိုင်စားတောင်နေပုံစံလေးကိုပြောင်းပြီးစားဖို့အတွက်ကျွန်တော်နေတင်ပြပါရစီ ဲ့တော့ဘလို့ကူးကြမလဲဆိုရင်ကျွန်တော်တို့ခုနပြောတဲ့နေထိုင်မှုစားသောက်မှုပြင်တဲ့အခါမှာတစ်ကဆရာမခုနဒေါ်စံဝင်းလည်းတင်ပြသွားတယ်ဝိတ်ချဖို့အတွက်အမတန်အရေးကြီးပါတယ်နံပါတ်2ကမမလည်းတော်တော်တင်ပြသွားတယ်စိတ်ပီစီမှုလျှော့ဖို့လိုတယ်ကျွန်တော်ကတော့ကျမ်းမိုင်နဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသုံးပါလို့ပြောပါမယ်ဆိုတော့ဒီအစားအသောက်ကိုစားလိုက်ရင်နော်ကျွန်တော်ပြုပြင်ပြောင်းလဲလိုက်ရင်ဘာတွေကောင်းလာမှာလဲဆိုတော့နံပါတ်1စီးကျုပ်ထိတ်နာကောင်းသွားလိမ့်မယ်နံပါတ်2သွေးပေါင်လည်း ကောင်းသွားလိမ့်မယ်သိပောင်လည်းကြနံပါတ်3ကျွန်တော်တင်ပြတော့အစီအစိတ်နေလေကျွန်တော်တို့ကုတဲ့ခါမှာအင်မတန်လွယ်သွားတယ်နံပါတ်4ကျွန်တော်ဝိတ်လည်းကြာသွားဆိုတော့သဘောကပြောချင်တာဒီလိုမျိုးကျွန်တော်တို့အစားတောက်နေတိုင်းလေးကိုသာပြင်လိုက်ရင်နော်ဂဲတလုံးနဲ့ငှက်လေးကောင်ပြည့်တယ်လို့ဖြစ်ဒါတွေကအကုန်လုံးရနိုင်နေဆိုတော့ကျွန်တော်အနေနဲ့တင်ပြရဆိုတော့အကြမ်းမြင့်တော့ကျွန်တော်တို့ဗာပြောလေးရှိလေစီးသမားတွေကတိနော်ဂစီဓာတ်လို့ခေါ်တဲ့ကာဘိုဟိုက်ဒရိတ်ကိုဘလောက်စားသင့်တယ်လဲ 50 50ရာခိုင်နှုန်းလောက်စားတင်တယ်ကိုတနေကုန်စားရတဲ့မှာ50 to 55%ကကာဘိုဟိုက်ဒရိတ်ဖြစ်တင်တယ်ဒါပဲစားတင်တယ်အဲ့ဒီထဲမှာအချိုဓာတ်လို့ခေါ်တဲ့တရားဓာတ်တွေက10%နဲ့မကျော်အောင်ဘောနော်10%နဲ့မကျော်အောင်ဆိုကျွန်တော်ကဒီကြဒါကတော့ကျွန်တော်တို့ဟိုစေပညာရှင်တွေရဲ့အလိုကကျွန်တော်ကပြောတာဖြစ်ပါတယ်နံပါတ်1အစီဓာတ်ပေါ့အစီဓာတ်မှာလည်းကျွန်တော်ကတက်နိုင်သလောက်တနေ့ကုန်မှာ30%နဲ့ကျွန်တော်မကျော်ရပါဘူး30ရာခိုင်နှုန်းကိုစားတောက်နေတဲ့မှာ 30ရာခိုင်နှုန်းမကျော်သင့်ဘူးအဲ့ဒီမှာမှပြေးဝစီဆိုရင်မပြေးဝစီဆိုတာရှိပါတယ်တော့မကောင်းတဲ့အစီဆိုရင်မပြေးဝစီတွေဟာ30ရာခိုင်နှုန်းအောက်မှာပဲရှိရမယ်လို့ကျွန်တော်ပြောပါတယ်အဲ့တော့အသားဓာတ်ကတော့15ကနေ20ရာခိုင်နှုန်းရှိရမယ်လို့ပြောပါတယ်ဒါကတော့ကျွန်တော်တို့အနေနဲ့ဈေးကူနေတဲ့ဆရာဝန်တွေအားလုံးနားလည်ဖို့ပါသို့တော့ကျွန်တော်တို့ကလူနာတွေကိုဒီလိုနားလည်အောင်ပြောလို့မလွယ်ပါဘူးနားလည်အောင်ပြောဖို့မလွယ်တဲ့ကြောင့် အလွယ်ကူဆုံးအယိုးရှင်းဆုံးပြောတဲ့အခါမှာခုနဆရာမတင်ပြသွားတယ်ဆရာမတော်ဆန်းဝင်တင်ပြသွားတယ်ကျွန်တော်တို့ကဒီ plate model ဆိုတာကိုကျွန်တော်တို့တင်ပြပါတယ် 3D plate model ကကျွန်တော်တို့ကဒါတော်တော်များများကျွန်တော်တို့ဒီ American Diabetes Association လို့ခေါ်တဲ့ American ဆီးကျူးသွေးကြိုးပညာရှင်များအသင်းကြီးကလည်းတင်ပြထားတယ်နိုင်ငံလုံးတစ်ကမ္ဘာလုံးမှာလိုက်ပြီးတော့လိုက်နာကြတဲ့ method ဖြစ်ပါတယ်ဆိုတော့ဒါကတော့ပြောတာလဲဆိုအချမ်းမြင့်ပေါ့ကိုတနေ့တနေ့ထမင်းစားတော့မယ်ဆိုရင်ကိုလက်မအချင်းရှိတဲ့ပကံပြား ကုလမရှိရဲ့ပကံများမှာတဝက်တိတိကအရွက်တွေဖြစ်ရပါမယ်တဝက်တိတိဒီအရွက်ဖြစ်ရမယ်နော်လေးပုံတပုံဒီကျွန်တော်ကအစီတက်မပါဝင်တော့အသားတက်ပေါ့အသားတွေဆိုဝသားဆိုလဲစားလို့ရတယ်အသားစားပါအစီရေတိတ်မစားနဲ့မဲသားစားလို့ရတယ်စားရင်လဲကျွန်တော်တို့ကခဏခဏပြည့်အရွက်တွေပါမစားနဲ့ကြက်သားဆိုလဲသားတွေစားပါကျွန်တော်တို့အပေါ်ဘက်ကရေကုန်နေမပါနဲ့အဲ့ဒါဒီလေးပုံတပုံဖြစ်တင်ပါတယ်နောက်တစ်ခုတကယ်ဓမင်းကတော့လေးပုံတပုံပဲဖြစ်တင်ပါတယ် တော့ကျွန်တော်ဒီနေ့ထမင်းတပကံစားရဲဆိုတာဟိုဟာများနေသေးတာထမင်းဒီလေးပုံတပုံပဲစားရမှာဖြစ်ပါဒါကဒီနေ့တပကံစားရင်ဒီလိုပုံစံဖြစ်မယ်နောက်ထပ်တပကံစားလဲဒီလိုပုံပဲကျွန်တော်လူချင်ပါတယ် and then ကျွန်တော်တို့ကနောက်ထပ်ကတော့ရေသုံးမဟုတ်ကယ်လိုရီပါတဲ့အစားအသောက်စားသင့်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါဒီလွယ်ကူရိုးရှင်းတဲ့နည်းဖြစ်ပါတယ်ကျွန်တော်ထမင်းတကာစားရင်ဒီလိုမျိုးစားသင့်ပါတယ်လို့ကျွန်တော်တို့ကတင်ပြပါရစေဒါဟုတ် healthy plate model လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်ပြန်တင်ပြရင် စံဂျုံပြောင်းလို့ခေါ်တဲ့ကာဝဟိုက်ဒရိတ်တွေဟာ၄ပုံတပုံပဲဖြစ်ရမယ်အသားငါးပဲသည့်၄ပုံတပုံဖြစ်ရမယ်ဟင်းသီးရွက်သည့်เนาะကျွန်တော်ကတဝက်တီတီဖြစ်ရမယ်ဆိုကျွန်တော်တင်ပြရပါသည်အဲ့တော့ဒီတဲ့ပူလွယ်တာဒီတဲ့ပူလွယ်တာပေါ့ကျွန်တော်တို့ဘယ်လိုပြောကြလဲဆိုတော့ဒီလိုမျိုး portion control ကိုကျွန်တော်က serving size လို့ခေါ်တာပေါ့အဲ့ဒါကိုကျွန်တော်တင်ပြကြတယ်အဲ့ဒါဘာလဲဆိုတော့ကဲသမင်းတစ်ခါစားရင်ဘယ်လိုစားကြမလဲသမင်းကိုတစ်ခါစားရင်မိမိရဲ့လက်သီးစုပ်တစ်စုပ်စာပဲစားပါအကြမ်းမြင့်တော့ ော်တော့ကျွန်တော်ကလက်သီးစုပ်တစုပ်စာပဲထမင်းစားပါလို့ကျွန်တော်ကတင်ပြရရသည်နံပါတ်1เนาะအစီအိုစားမယ်ဆိုရင်လက်တန်းလောက်လေးပဲစားပါလက်တန်းလောက်လေးပဲစားပါလို့ကျွန်တော်ကတင်ပြရရသည်ဒါကပရိုတိန်းဓာတ်ပေါ့เนาะအသားဓာတ်ကိုစားမယ်ဆိုရင်လက်ဖွာလောက်စားပါလို့ကျွန်တော်တင်ပြရရသည် အထင်းသင်းရွက်ကတော့လက်နှစ်ဖက်ကိုကျွန်တော်ဖြန့်ပြီးတော့ကြိုက်တဲ့လောက်စားပါလို့ကျွန်တော်တင်ပြပါစီ and then ကျွန်တော်တို့ကတော့အသီးအသီးတွေစားလို့မရဆိုအသီးစားမယ်ဆိုရင်လည်းကျွန်တော်တို့ကလက်လေးကိုဝိုင်းလိုက်ပြီးတော့လက်ဝိုင်းလေးမှာရှိတဲ့ဒီပုံမှန်ပြတဲ့အတိုင်းပေါ့နော်ဒီလိုစားပါလို့ကျွန်တော်အကြံပြင်ပြောချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့90ရာခိုင်နှုန်းလို့30ရာခိုင်နှုန်းလို့20ရာခိုင်နှုန်းလို့ဟာဒီလိုပုံစံနဲ့သွားကြိုက်တာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ကကျွန်တော်ပြန်ပြောရင်ထမင်းကိုတနက်မှာမိမိလက်သီးစုပ်နော် တစ်ဖက်တစ်ဖက်ပေါ့နော်တစ်ဖက်စာပမာဏောက်ပဲစားပါအသားကိုတနက်မှာမိမိရဲ့လက်ဖွာရွယ်ပမာဏဒါပဲစားပါဟင်းသီးရွက်ကိုတော့ပုံမှန်တိုင်းမိမိရဲ့လက်တစ်ခုစာပမာဏလက်နှစ်ချောင်းဖြတ်ပြီးတော့ကြိုက်တဲ့လောက်စားပါဆိုပြီးတော့ကျွန်တော်အနေနဲ့တင်ပြပါရစီဒါအင်မတန်ရိုးရှင်းတဲ့နီးပါဒါဒီကျွန်တော်တို့ကတော့ဒါကိုကျွန်တော်တင်ပြပါရစီဒါကြောင့်အဲ့တော့ကျွန်တော်တို့ကစီယုသမားတွေကပြောတယ်ကျွန်တော်တို့ဘာတွေစားရမှာလဲဘာတွေရှောင်ရမှာလဲဆိုတော့ဘာတွေရှော့စားရမှာလဲဆိုတော့ အဲ့တော့ကျွန်တော်အနှပိုင်းပြောချင်ပါတပိုင်းကကျွန်တော်တွေ့ရတယ်မှာအင်မတီအင်မတန်သူတို့ကသတိထားတဲ့လူလေရှိတယ်အဲ့တော့အကုန်ရှောင်ကြအကုန်ရှောင်တော့လည်းမဖြစ်ပြန်အဲ့လိုလေတဖြည်းရလေဟိုလက်ကိုမကြည့်ရစားကျင်တယ်လို့စားနေကြတယ်အဲ့ဒါလည်းမဖြစ်သင့်ဘူးဆိုတော့အကြမ်းမြင့်တော့ကျွန်တော်တို့ကမျိုးစိမပရိပရာဆိုတော့အလေလောက်ပဲကျွန်တော်သွားစီချင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာနော်ချိုးတဲ့အသီးတွေချိုးတဲ့အရည်တွေချိုးတဲ့မုံတွေအကုန်လုံးကိုစီးကြိုတက်တဲ့အချိန်မှာတော့မစားစီချင်ပါဘူး နော်စီစုတက်တဲ့အချိန်မှာဆရာမတို့ရှေ့ကတင်ပြသွားတယ်မနေ့အစောကြီးစစ်လို့80နဲ့130တဲ့မှာရှိရမယ်ဒီနေ့မနေ့အစောကြီးစစ်လိုက်လို့စီဂျူက200ပဲဖြစ်နေအဲ့နေ့ကတော့အချိုရှောင်သင့်ပါတယ်ကျွန်တော်အချိုရှောင်သင့်ပါတယ်လို့ကျွန်တော်တင်ပြရသည်အဲ့တော့တသက်လုံးမစားတော့ဘူးလားအဲ့လိုတော့လည်းမဟုတ်ဘူးလို့ကျွန်တော်ယူဆပါရတယ်အဲ့တော့တသက်လုံးကျွန်တော်တို့ကဆိုပါစို့ခိတ်မုံမစားတော့ဘူးလားတသက်လုံးအိုက်စခရင်မစားအောင်လားအဲ့လိုလည်းမဟုတ်ပါဘူးကျွန်တော်အနေနဲ့ပြောချင်တာကတော့ရေဘူးအပြင်ရှောင်သင့်ချင်တာကတော့ အဲ့ခုနပဲပဇတ်တဲ့တင်လို့ခြိုးတာတွေရှောင်သေးကြပါလေသို့တော့ဖြစ်ကျင်တာကတော့စီးရတက်တဲ့အချိန်မှာရှောင်လိုက်ပါစီးရကျတဲ့အချိန်မှာတော့တင့်တင့်တဲ့ပမာဏစားလို့ရပါတယ်လို့ကျမ်းပြင်တင်ပြရပါသည်အဲ့တော့ဆံရဂျုံရခောက်ဆွဲပေါ့နော်ဆံရဂျုံရခောက်ဆွဲလည်းကျွန်တော်နားလေတော့ကဆံရဂျုံရခောက်ဆွဲအတူတူပါပဲပြောသမင်းစားလို့စီးရတက်လို့ချပါတီပြောင်းစားလည်းနည်းနည်းတော့ကွာတယ်နော်နာမမလို့ရှင်လည်းပဲကြံတန်းလို့ပြောင်းစားလည်းနည်းနည်းတော့ကွာတယ် တော့ကိုတတိထားမှာကိုကတသက်လုံးပဲကြတန်လို့စားမှာလားကိုကတသက်လုံးချပါတီစားမှာလားကိုကတသက်လုံးထမင်းစားမှာလားအဲ့ပုံမှာမူတီပဲသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါရေအကုန်လုံးကတော့အတူတူလောက်ပါအဲ့တော့ကျွန်တော်တို့ကပြောချင်တာတော့အရင်တုန်းကတော့ကျွန်တော်တို့ကအဲမနဲ့ကို10သုံးည10သုံးညနေစုံအဲ့ဒါလည်းမရှိပါဘူးကျွန်တော်တို့ပြောချင်တာကိုထိုက်တဲ့ပမာဏလေးကိုစီဂျူတက်တဲ့ချိန်မှာရှော့စားလိုက်ပါစီဂျူလေးကောင်းရင် ပုံမှန်လေးစားပါလို့ကျွန်တော်တို့ကတင်ပြပါစီအဲ့တော့စံပေါ့ စံအမျိုးသားလိုလားတော့စံမျိုးသားတကယ်တော့ပွင့်လင်းပြောတော့နည်းနည်းလိုတယ်ကျွန်တော်တို့ကကျွန်တော်တို့မှာအညွန်ကိန်းဆိုတာရှိတယ်စီယိုတက်တဲ့အညွန်ကိန်းဆိုတာဆိုပါစို့ကျွန်တော်ကသမင်းတပကံစားတယ်ဒီတပကံမှာကျွန်တော်တို့ကအခုကစီဂျိုစံလို့ခေါ်တဲ့ဘတ်စမာဒီစံကိုစားမယ်သို့မဟုတ်လုံးတီစံကိုစားမယ်သို့မဟုတ်ကျွန်တော်ပေါ်စမ်းမွေးဖြူနေတဲ့သမင်းကိုစားမယ်ဆိုရင်အဲ့သုံးခုကိုတိတ်တော့မတူဘူးသမင်းစားပြီးနှစ်နိုင်မှကျွန်တော်စစ်လိုက်ရင်အကောင်းဆုံးကတော့လုံးတီစံအကောင်းဆုံး and then ကျွန်တော်တို့ကဒုတိယအကောင်ဆုံးကတော့ကျွန်တော်တို့ကဘတ်စမာဒီလို့ခေါ်တဲ့စီယူသံအကောင်ဆုံးတတိယမှာပေါ်ဆံမွေးပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကလုံးဒီတန်ကြီးပဲစားမှာလာတော့တသက်လုံးစားနိုင်ရင်တော့သူစားနိုင်တော့အကြောင်းမဟုတ်ဘူးဒါပိုကောင်းတာပေါ့မစားနိုင်တော့လေကျွန်တော်အမြင်တော့เนาะကျွန်တော်ကရေခမ်းချက်တာတို့ရင်းငယ်ချက်တာတို့စံမျိုးစားရဲစာရင်တော့အဓိကကျွန်တော်တို့ပြောချင်တာပမာဏပဲเนาะအမောက်ပဲအရေးကြီးရဖြစ်တဲ့ကြောင့်ကျွန်တော်ကဘာစမ်းမှလည်းပြောင်းစားမနေဥပမာဆိုအိမ်မှာ သူ့အတွက်ကဘာစမာတီကဝယ်ရတယ်အင်ဂျင်နဲ့လူတွေအကုန်လုံးပေါ်ဆန်းစားတော့နှအိုးနှအိုးချက်ညာတချို့ကလည်းသူ့ကြတော့ရေခမ်းချက်တယ်တချို့ကရင်းငယ်ချက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ပြောချင်တာကတော့အဲ့လိုရှုပ်ထွေးတာတွေကတသက်လုံးလုံးရမှာလုံနေပါနဲ့အဲ့တော့ဘာဆန်ဖြစ်ဖြစ်စားပါသို့တော့နော်အမောက်ကိုလျှော့ပေးပါစီယိုတက်တဲ့ချိန်မှာထမင်းလျှော့စားဖို့တွေ့ကျွန်တော်တို့မှာကျင်ပါတယ်အဲ့တော့ကတော့ကြိုက်တဲ့လောက်စားလို့စားတော့တယ်မှာတော့အရွက်ကအသားရငားရပဲ ဒီလေးမျိုးကတော့ကျွန်တော်တို့ကြိုက်တော့စားပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရေဝါချင်းပြန်ခြုံကြည့်ရင်ကိုကြိုက်တော့စားမှာအရွက်အသားငါပဲအော်အသားထဲမှာတော့တခုတတိထားမှာတော့ကြောက်ကထိနေတဲ့လူတွေဆိုရင်တော့အနီရောင်သားတွေပေါ့ခြေလေးချောင်းသားတွေကိုတပတ်ကိုနှဲ့ရတဲ့ပုံစားသေးသေးမဟုတ်အသင့်နဲ့စားမှာစံချုံခောက်ဆွဲပမာဏကိုတတိထားပါနံပါတ်3ကိုကချောင်းရံသွားခြိုးရတဲ့ခြိုးရမုန်နေတော့စီးကြိုတက်တဲ့ချိန်မှာတော့ရှောင်ပေးပါ ဆီယိုကောင်းတဲ့ချိန်မှာတော့စားပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါကခုနကျွန်တော်တို့ပြောတဲ့အညွန်ကိန်းပေါ့ဆီယိုတမတာတော့ဒါရီကသိရင်တော့ပိုကောင်းပါတယ်ဘလို့ကောင်းလဲဆိုတော့ကျွန်တော်တို့ကဖြစ်နိုင်ရင်နော် low glycemic index လို့ကျွန်တော်ကခေါ်ပါတယ်ဆီယိုတက်နှုံးနဲတဲ့ဟာတွေကိုရွေးစားနိုင်ကောင်းပါတယ်ဒါရီကလည်းကျွန်တော်တို့စားဥတွေရှိပါတယ်ဥမာကျွန်တော်ဒီမှာကြည့်လိုက်ဆန်ဖြူဆိုလို့ရှိရင်ကျွန်တော်တို့ကသမင်းစားပြီးရင်ကျွန်တော်တို့ကတက်တဲ့နှုံးက CO တက်နေတာ89လောက်ရှိပါတယ် ျွန်တော်ကဘတ်စမာတီတို့58လောက်ပဲရှိစံလုံးညိုက51လောက်ရှိအဲ့တော့ဆိုပါလို့စံလုံးညိုကျွန်တော်ပို့စားနိုင်တော့ကောင်းတာပေါ့နော်ဘတ်စမာတီစားနိုင်တော့ပိုကောင်းပါတယ်သို့တော့ဘတ်စမာတီကို သုံးပကံလောက်စားရင်လည်းတက်မှာပဲမထူဘူးလို့ကျွန်တော်ကယူဆတယ်ဒါကြောင့်ဖြစ်နိုင်ရင် तू ကလုံနိုင်ရင်တော့ဆိုပါလို့ဘတ်စမာတီစံ or လုံလီစံကိုနော်ပမာဏလျှော့စားရင်တော့ပိုကောင်းတယ်ပိုကောင်းတယ်ဒါလုံနိုင်ပေါ့မလုံနိုင်လို့ရှင်လေကျွန်တော်ကရပါတယ်ပေါ့ ဆိုတော့အကြမ်းမြင့်အသီးတွေကျွန်တော်ကြည့်လိုက်ရင်ဖရဲသီးတို့ CO တက်တဲ့နှုန်းက82ရာခိုင်နှုန်းလောက်ရှိတော်တော်များတယ်။ငပြောသီးဆိုရင်51လောက်ဆိုအဲ့ဒါမှကျွန်တော်ကြည့်လိုက်တာပန်းသီးတို့တက်တော်သီးတို့ဆိုဇပြစ်သီးတို့တော်တော်နည်းတယ်။ပန်းသီးတွေဆိုတက်တော်သီးဆို38လောက်ပဲရှိတယ်။အဲ့တော့ရွေးစားမယ်ဆိုရင်ပန်းသီးတို့တက်တော်သီးတို့ဒီကောင်းပြီပေါ့နော်ကျွန်တော်စားလို့ရတော့ ဆိုတော့အာလူကြော်လဲကြည့်ပါအာလူကိုကြော်စားမှလားပြုတ်စားမှလားကျွန်တော်တို့ကစုံစားမှလားအဲ့ပုံမှာမူတည်မြောက်ဥပေါ့ပုံလာဥလိုပါဆိုရင်တော့နည်းရတယ်ပေါ့ဆိုတော့ဒါတွေကတော့နော်တကယ်တမ်းဟိုလုံနိုင်ပေါ့နော်လုံနိုင်တော့ကျွန်တော်တို့ကဒီလိုအချက်တွေကြည့်ပြီးတော့ low glycemic index လို့ခေါ်တဲ့နော်စီးရိုတက်နှုန်းနည်းတာတွေကိုစားနိုင်တော့ပိုကောင်းပါတယ်မစားနိုင်ရင်လည်းခုနကျွန်တော်တို့အကြမ်းမြင့်အောင်ပဲကျွန်တော်မှတ်ထားစေချင်ပါတယ်ပေါ့နော်အဲ့တော့အခုတိတ်ခက်စားနေတယ်ကျွန်တော်တို့အနေနဲ့စီဂျိုနှုံးမုံနေတောက်လို့ရသလားဆိုတာမေးပါတယ် ဆိုတော့ဒီလိုတို့တွေကတောက်လို့ရလားလားလို့ကျွန်တော်တို့ပြောချင်တာကတော့တစ်ကကျွန်တော်တို့ပြောချင်တာပုံမှန်စားနိုင်တဲ့လူတွေမှာမတောက်သင့်ပါဘူးမတောက်သင့်ပါဘူးအဲ့တော့ဓမင်းလည်းတုံးကလည်းစားသေးတယ်ကျွန်တော်တို့အာဟာရနှုတ်မှုတွေကိုတုံးကဖြောတောက်ရင်တော့တိမ့်နေစီယူတက်ပါတယ်ကျင်းနေစီယူတက်ပါတယ်အဲကျွန်တော်တို့အများကြီးတွေ့နေရပါတယ်ကျွန်တော်တို့ကုတဲ့အခါမှာကျွန်တော်ကြည့်လိုက်ရင်ဒါကတော့ဒါကြောင်ညာအားကောင်းတာကြီးလည်းပါတယ်နော်တယောက်နဲ့တယောက်ညှိုးတာကြီးလည်းပါတယ်ပါတဲ့အခါမှာဒီစီယူနော်နှုတ်မှုကိုတောက်လိုက်လို့ရှိရင်စီယူတွေကျသွားမလားဆိုတော့ အဲ့တော့အဲ့တော့တကယ်ပြောချင်တာတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ခုနပြောဆိုစီဂျုံနှုံမုံဆိုတာဘာကြီးလှုပ်ထားလဲဆိုတော့အခုကျွန်တော်တို့ပြောတဲ့နော်ကောင်းတဲ့ချက်လေးတွေကိုသူကရွေးပြီးတော့ထည့်ထားတာပေါ့ဥပမာဆိုရင်အညွန်ကိန်းစီဂျုံတန်ညွန်ကိန်းနေတဲ့နော်နော်ကစီတက်တွေကိုထည့်ထားတယ်နော်သူထဲမှာကောင်းတဲ့အစီကိုထည့်ထားတယ်ပရိုတိန်းတွေထည့်ထားတယ်အဲ့ဒါကြောင့်မလို့သူတို့ကဖြောတောက်ရင်တော့ရတယ်သို့တော့ကျွန်တော်တို့အဓိကသုံးတာကသမင်းကိုပုံမှန်မစားနိုင်တဲ့လူတွေ ဒါမှမဟုတ်လေဖြတ်နေတဲ့လူတွေမှာကျွန်တော်တို့စေဝန်ဒီမှာအများဆုံးသုံးပါတယ်နှာခေါင်းပိုက်ထည့်တဲ့အခါမှာနှာခေါင်းပိုက်ထဲမှာဘာထည့်ရမှမသိလို့ရှင်ဒါလေးဖြုတ်ပြီးထည့်လို့ရပါတယ်သို့တော့နောက်တစ်ခုကတော့ဝိတ်ချခြင်းတဲ့လူတွေပေါ့ဝိတ်ချခြင်းတဲ့လူတွေမှာသူကအစားထိုးတာဖြစ်ပါတယ်အစားထိုးတာဆိုတာညနေသားမစားဘူးဒါတစ်ခွက်လောက်ဖြုတ်တော့မယ်အဲ့ဒါဆိုကျွန်တော်တို့လက်ခံပါတယ်အဲ့တော့စီးကြိုကြခြင်းတဲ့ဇောနဲ့အာဟာရနှုတ်မုံတွေသူများပြောလို့ဝယ်တော့ဖို့ကျွန်တော်တို့လုံးဝအာမပေးပါဘူး ဒါဒါလေးကိုကျွန်တော်တို့အဓိကပြောချင်ပါတယ်ပုံမှန်စားနိုင်တဲ့လူတွေမှာလုံးဝမတောက်တင်ပါဘူးလို့ကျွန်တော်ယူဆပါတယ်နောက်တော့ကျွန်တော်တို့အမေးများတာလက်ဖက်ကော်ပီတွေအချိုရီတောက်လို့ရလားဆိုတော့အဲ့ဒါလည်းရပါတယ်ရတဲ့အခါမှာတခုတတိထားမှာတော့ကျွန်တော်တို့ဒီ ready made coffee mix ကြီး tea mix ကြီးကတော့အထဲမှာတကြားကြီးထည့်ထားတယ်နော်တခြားကြီးထည့်ကြတဲ့အတောင်ကျွန်တော်တို့ကတော့ဒါမတောက်စီခြင်းမဟုတ်နော်ဖြစ်နိုင်တော့ကိုယ်စီချိုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကစီချိုကောင်းတဲ့အချိန်မှာတော့တနေ့တစ်ခွက်လောက်တောက်တာတော့အကြောင်းမဟုတ်ဘူး ဖြစ်နိုင်အကောင်းဆုံးကတော့လုံနိုင်ပေါ့နော်လုံနိုင်တော့တပည့်ကြိုက်ဖြောမယ်ဒါမှမဟုတ်ကော်ဖီမုတ်ကိုဖြောမယ်နွားနို့သို့မဟုတ်နိုစင်းကိုထည့်မယ်အစီထုတ်ထားတဲ့နွားနို့ဖြစ်တဲ့စီဂျိုတကြားကိုတုံပြီးတောက်ရင်တော့ရပါတယ်တမယာတိညစ်စီဂျိုတရားထဲတော့ကလာတိညစ်စီဂျိုတရားထဲတော့အဲ့လိုဆိုရင်တော့ရတယ်ကျွန်တော်လက်ခံပါတယ်သို့တော့ကျွန်တော်တကယ်စီဂျိုတက်နေတဲ့အချိန်မှာကော်ဖီမစ်စီတောက်တာတော့ကျွန်တော်လက်မခံပါဘူးပေါ့နော်ဆိုတော့ကျွန်တော်အနည်းချက်အနေနဲ့ပြောချင်ရင်တော့တစ်ကနော်ဆရာမခုနနော်တော့ တော်တော်ဆန်းဆန်းဝင်လက်တင်ပြထမင်းလျှော့စားပါအဲ့ဒါအရေးကြီးဆုံးပါတနေ့ကိုထမင်းကိုကျွန်တော်ထမင်းတပကံစားရင်လေးပုံတပုံပဲစားဖို့အတွက်ကျွန်တော်တိုက်တွန်းစီချင်ပါရေးစားရေးတောက်ပါရေးတောက်ပါအချိုးရေးတောက်လိုက်ဝုန်းလို့စီကျူကထောင်တက်သွားပါတယ်ဒါကြောင့်ရေးများများတောက်ပြီးပါကိုလေးချိန်ကိုထိမ့်ပါအဝမလွန်အောင်ထိမ့်ပါနောက်ပြီးတဲ့အခါမှာလေးချိန်ကနေလို့ကအမြင်တက်များသောအစားအစာကိုများများစားပါကိုကြိုက်တော့စားလို့ရတယ်မှာရွက်တွေပါပါတယ်เนาะအစီတွေเนาะပြေးဝစီလို့ခေါ်တာပေါ့เนาะ ဧဝါစီဆိုတာကျွန်တော်တို့ကဟိုရေခဲတက်တာထိုင်ခဲသွားတဲ့အစီတွေအကုန်လုံးကိုကျွန်တော်တို့ကမကောင်းတဲ့အစီလို့ကျွန်တော်တို့သတ်မှတ်ပါတယ်เนาะကျွန်တော်တို့ကကောင်းတဲ့အစီတွေမှာတော့နေကြစီလို့ကျွန်တော်တို့တန်လွင်စီလို့ကျွန်တော်တို့ပါပါတယ်ဒါတွေတော့ကျွန်တော်တို့တင့်တင့်တဲ့ပမာဏစားလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အကြော်တွေပေါ့အကြော်တွေအဲ့ဒါတွေကကျွန်တော်တို့ကတော်တော်ဒုက္ခပေးပါတယ်ကျွန်တော်တို့ဘူးသီးကြော်ဆိုရင်ကျွန်တော်တို့ဘူးသီးကြော်အပွားအခွန်လေးတွေပေါ့အဲ့အခွန်လေးကတော်တော်ဒုက္ခပေးပါတယ် ဲ့တော့ကျွန်တော်တို့ကလည်းအဲ့အဲ့ခုံလေးတွေပဲကြိုက်တာဟိုကျေ KFC ကြက်ကြော်ဆိုခလေးတော်တော်စားကြတယ်အဲ့ဒါလည်းအထက်အသားမစားဘဲနဲ့အပေါ်ကျွတ်ကျွတ်လေးစားကြတယ်အဲ့ကျွတ်ကျွတ်လေးကတော်တော်ဒုက္ခပေးတယ်ထင်မှာပါပါတယ်ဆိုတော့အဲ့ဒါကြီးရှောင်ရှားကြပါလို့ကျွန်တော်တို့နေတိုက်တွန်းခြင်းပါတယ်ဆရာကြီးတို့မမတို့လည်းဖြည့်ဆွက်ပြီးဆွေးနွေးပေးဖို့အတွက်ကျွန်တော်တို့နေဖိတ်ခေါ်ပါခင်ဗျဟုတ်ကဲ့အာဆရာကကိုအာကျမိုင်းနဲ့ညီညွတ်အောင်ပေါ့စီကျူသူကျူတကယ်တော့ယောဂရှင်များတွေမကဘူး ယနေ့အကျမ်းမာတဲ့လူတွေလည်းဒီလိုစားနိုင်မယ်ဆိုရင်ဆက်လက်ပြီးကျမ်းမာပြီးတော့ဆရာပြနာတယ်ရှိယောဂတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်လို့အဲ့မှာအဖြစ်ဆက်ဆွေးနွေးတာတော့မဟုတ်ဆရာကကိုပြောလိုက်တဲ့အထက်ကဟာဝက်ထပ်ပြီးတော့ဆွေးနွေးနေတာအဲကျွန်တော်တို့ကဒုက္ခပြင်းတာစီဂျုံနှမုံတွေပေါ့စီဂျုံနှမုံတွေကလူတွေက miss conception ယူဆမှားတာဒါတောက်လိုက်လို့ဆိုရင်စီဂျုံတွေကောင်းသွားမယ်ဆိုပြီးတော့စီဂျုံနှမုံလို့ပြောတာဟုတ်အဲ့ဒါကြီးတောက်တယ်တကယ်တည်းကတော့အဲ့ဒါကြီးက me replacement အဲ့ဒီသူ့အစားပေါ့ ပုံမှန်စားနေတဲ့စားတော့အစာသူ့အစာထိုးပြီးတောက်မှတ်တာလေအဲနည်းနည်းစီယူတက်မှုနဲမယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရှီမာကတော့ထမင်းနဲ့ပုံမှန်စားတယ်ပေါ့နောက်ပြီးတော့အဲစီယူနုံမှုဆိုအထင်ကြီးပြီးတော့စီယူနုံမှုလည်းထပ်ထည့်တောက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ရှီရောက်တဲ့ချိန်ကျသူ့ယူတွေကများနေတာအကြီးကြီးပဲများနေတာကြီးပဲမေးကြည့်လိုက်စင်တော့စွန့်တော့ဒါတွေပဲပေါ့နောက်တစ်ခုကျွန်တော်တို့ကော်ဖီတွေလဖေးတွေမှာ coffee make လို့ခေါ်တယ် miko make လို့ခေါ်တယ်နုံမှုတွေပေါ့ ဲ့ဒါကြီးကများသောဖြင့် saturated fat စီပါတယ်ပေါ့နောက်ပြီးတော့အချိုတက်လည်းပါတယ်ပေါ့အဲ့မှာအဓိကဖြစ်တော့ corn syrup ဆိုတာကြီးပါတယ်ပေါ့ပြောင်းပြောင်းပြောင်းပူကထုတ်ထားတဲ့ syrup ပေါ့ကမ္ဘာမှာ one theory ကပါကမ္ဘာတစ်ကွာလုံးမှာစီကျူယောဂါကြီးဖြစ်ပွားနေဘာကြောင့်များလာလဲဆိုရင်တဲ့ corn syrup တွေသုံးလို့တဲ့ corn syrup ကအချိုဆုံးသောအစားအသောက်တွေမှာအချိုဆုံးသောဆဲတွေမှာ one of the sweetest uh food ဖြစ်တယ်တဲ့အဲ့တော့အဲ့ coffee base ဆိုတဲ့နှုတ်မှုတွေပေါ့အဲ့ရကျွန်တော်တို့တွေ့ကြတော့အဲ့ဒါကြီးဒုက္ခရောက်တာပဲအ ဲ့တော့ဆရာပြောသူလိုပဲအရိကတော့ short စားပါဘော short စားပါစားပစူ short တမယူ short ကပတ်ကို short စားရမှုပဲနဲ့စားတဲ့ပမာဏကို short စားဖို့ကျွန်တော်ပြောချင်ပါတယ်မှဓမ္မတော်ဝဲမှလိုက်တယ်ဆိုရင်ကျွန်တော်ကမလောက်လို့ကျွန်တော်ထပ်ပြီးတော့ live ဝတ်ထပ်ပါတယ် KOC ကျဲဆိုတပွဲမလောက်လို့နောက်တပွဲဆိုကျွန်တော်ငယ်တော့နှစ်ပွဲပဲတခါလဲမာတာကြီးစားတယ်ပေါ့တကယ်တည်းတော့အဲ့ဒီ KOC ကျဲတပွဲဆိုလူလေးရောက်တော့ကျွန်တော်စားမှန်တီတော်တော့ကြမယ် ဒါပေါက်တပွဲဆိုလည်းအလုံးစုံ၃ရောက်လောက်ခွဲစားမှကျွန်တော်ကျမိုင်းနဲ့ညီညွတ်မယ်ပေါ့ဆိုတော့အဲဒီ short စားဖို့ကိစ္စကိုကျွန်တော်ဥပစာပေးရင်ကျွန်တော်များသူ့ကြိုကြတာမှဖြစ်ပါတယ်လို့ဆိုတော့ပြောတယ်ကြော်ညာတွေရဲ့နှုတ်ကိုမလိုက်ဖဲနဲ့ပေါ့ကိုယ့်ရဲ့ဆရာဝန်ဆရာမများရဲ့တက်ကြွတဲ့လေဆရာဝန်များရဲ့ပေးတဲ့မှန်ကန်တဲ့ပညာပေးမှုနောက်ကိုပဲလိုက်ဖို့ကျွန်တော်နေမြစ်တာအာရက်ကန်လို့ပါတယ်ပေါ့နော်အဲ့တော့ဟိုစားတောက်တဲ့ပတ်သက်လို့ပြောပြီးတော့မမမြတ်ပါသဖြင့်ဆွေးနွေးဖို့ရှိသေးလားဟုတ်စား စားတော့ကတော့နော်ဒါဟိုနင်းပေါ့နော်ဖြစ်ဆွဲချင်တာကတော့အစားတော့လျှော့စားပါတော့မှန်နေပေါ့နော်ဒီတချို့သူသေးသနာတွေကတော့လေဟိုစားတဲ့ခါကျတော့သမင်းအရင်စားကျမတို့ဒီမှာတော့သမင်းကိုသမင်းကိုငပိရေစမ်းလိုက်တာနဲ့ဆိုရင်ဟင်းတော်မလို့တော့ကုန်ပါအဲနော်သိပ်မြန်တာပဲအဲကြောင့်သမင်းကိုအရင်မစားဘဲနဲ့ဒါကျမတို့ဒီဟင်းသီးဟင်းရွက်နော်ဟင်းတွေကိုအရင်ဖြည်းဖြည်းစားပြီးတော့နော်ပြီးတော့မှ နော်နည်းနည်းစားပြီးမှထမင်းကိုစားပြီးတော့သိမဲ့ဆိုလို့ရှိရင်စီချိုစားပြီးတဲ့စီချိုတွေကသိမတက်တော့ဘူးတော်တော်လေးနဲတယ်လို့ပြောတယ်အဲ့ဒါလေးတစ်ချက်ကိုလည်းနော်ဒါဟိုရင်းပေါ့ဒါဒါကလူးလေးပေါ့ဖူးအော်ဒါဖူးအော်ဒါနောက်တစ်ခုကတော့နောက်တစ်ခုကဖြည်းဖြည်းစားပါလို့လည်းပြောတယ်နော်ညီတို့ကတော့မြန်မြန်စားတာကောင်းတယ်လို့လို့ထင်တာဘာလို့မြန်မြန်စားရင် तू ကစတိုင်းတီးဆိုတော့အုံနောက်ကိုဗိုက်ပြေးပြီနော်လို့ဘာပြောရဲ message ကမရောက်သေးဘူး နော်ဘိုက်ကြီးကတင်းသွားတယ်ဆိုတော့ဖြည်းဖြည်းစားရင် तू ကအဲလုံလောက်ပြီဆိုတော့မဲနော်တင်းပို့ခြင်း message ကိုနော်ဟော်မုန်းကနေပြီးတော့အုံနောက်ကိုသွားပြောလိုက်တဲ့အခါ तू ကစားတော့တာရက်တန့်သွားတာပေါ့နော်အဲ့ဒါအဲ့ဒါလေးမဲတက်ကလည်းအကျိုးရှိပါတယ်ကျွန်တော်တို့ကပါဒီမှာအဲ့ဒါလေး တ်ပြီးနော်မနော်ကျွန်တော်ကြည်တာဟိုတရုတ်ထမင်းဝိုင်းနေသွားစာရင်သူကအသားတွေအရင်လာတာအဲအရွက်တွေအသားတွေလာပြီးမှနောက်ဆုံးပိတ်မှထမင်းကြော်လာလीဟိုအင်္ဂလိပ်စာရေးစာရင်လဲဆလတ်တွေအရင်စာစားပြီးတော့မှအသားတွေစာပြီးတော့မှဟိုကျွန်တော်တို့ match potato လေးစာဗမာကုန်ပြောင်းပြန်ပြင်းနေအဲ့ဒါ food order မှားနေတာမမပြောတာကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကြောင့်လဲကျမတို့ကလူနာတွေကိုရှင်းပြတဲ့ခါအဲ့လိုပေါ့ဘိုးတွေစားတယ်လို့တော့ကောင်းနေပေါ့နော်အဲအဲ့ဒီ ဟိုဟာတွေဆလတ်တွေဘာတွေအရင်စားပြီးတော့မှစားတာကောင်းတယ်နောက်တစ်ခါညဝိုင်းကြီးမှဘယ်လိုစားလဲနော်ညစာစားပွဲတွေမှာဒါဟင်းတွေဘာတွေချပြီးတော့မှနောက်ဆုံးသမီးဆိုတော့နည်းနည်းပဲစားပြည့်သွားဟုတ်တယ်အဲ့ဒါအဲ့ဒါလည်းနီလန်းတစ်ခုပေါ့နော်အဲ့ဒါဟိုလက်တွေ့လွတ်လွယ်လွယ်ပါတယ်နည်းနည်းအချိန်လေးပြေဖို့ပဲပေါ့နော်အော်တီယူသမီးစားပွဲသွားတယ်သမီးချပြီးတလုံးမှချပြီးတာလေအဲ့ဒါပိုချပြီးတာမဟုတ်ဘူး ကျွန်တော်တို့ကကျွန်တော်တို့ကပကံပြားကြီးအပြစ်ထည့်ပြီးတော့မအဖေကဟင်းတွေထပ်ထည့်လိုက်ပြီးတော့ကျွန်တော်အားရပါးရတုတ်တော်တာပေါ့နော်စကရေကိုကျွန်တော်တပကံပဲစတယ်ဆိုတော့၄ဘုံ၃ဘုံများနေပြီပေါ့အဲ့ဒါတည်းတည်းပေါ့၄ဘုံ၃ဘုံ၄ဘုံ၃ဘုံ၄ဘုံ၃ဘုံစားဆိုတော့အဓိကအဖြစ်တော့ကျွန်တော်ဇွန်ကင်းဇွန်နဲ့ကျွန်တော်ချိန်ထားဘူးတယ်ပေါ့ဇွန်ကင်းဇွန်ပေါ့နော်ကျွန်တော်ရောက်ချိုဇွန်လည်းမဟုတ်ဘူးကျွန်တော်တို့မွင်းကစားတဲ့ဟိုဇီဘရာဇွန်လည်းမဟုတ်ဘူးပေါ့ဇွန်ကင်းဇွန်နဲ့ဆို6ဇွန်နဲ့8ဇွန်ကြားအဲ့ဒါ၄ဘုံ၃ဘုံရှိပါတယ်လို့နော်ဇွန်6ဇွန်နဲ့8ဇွန်လောက်ဆိုရင်ပေါ့ အဲ့တော့ဘုံမြားစကျင်လဲအဲ့တော့တိတ်ပြီးထဲလိုက်ပါရှစ်ဆုံးလောက်ဆယ်ဆုံးလောက်ဝင်တာလေးဘုံတွေမှာဝင်တော့ anyway အဲ့ဒါတော့ဘုံမစားသိဘူးပေါ့နော်ဆိုတော့အဲအဲ့ဒါပေါ့ဆိုတော့အခုလိုအစားတောင်းတဲ့ပတ်သက်လို့ပြည့်ပြည့်စုံဆွေးနွေးပြီးတဲ့ဆရာဦးကိုကျေးဇူးတင်ပါတယ်ဘုံဖြည့်ဆွေးဆွေးနွေးပြီးတော့မမတော်တန်တန်ကြီးလည်းကျေးဇူးတင်ပါတယ်